မင်္ဂလာပါရှင်မြစ်မူချင်းတွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဘွားမေစိန်နဲ့တရေငမိုးကြီးဆိုတဲ့ဇာတ်လမ်းလေးကိုအစဆုံးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ပြီးနောက်က notification bell လေးကိုလည်းနှိပ်ပေးခဲ့ကြပါအောင်နော်ဘွားမေစိန်နဲ့တရေငမိုးကြီး သူ့ရဲ့အမိကိုလူအများကဘွားမေစိန်လို့ခေါ်ကြတယ်။ဒီတောင်ထုံးရွာမှာတော့ဘွားမေစိန်ကို မသိခဲ့သူမရှိပါဘူး။ဘွားမေစိန်ကအသက်အားဖြင့်60ကျော်80နီးပါးရှိပြီလေ။ဒါပေမဲ့ တက်မြန်ဖြက်လက်နေတော့မှာပဲရွာမှာတာရင်နာရီပွဲတွေမှာလဲဘွားမေစင်ကအမြဲရှိတတ်တယ်လေဘွားမေစင်ကတောက်ထွန်းရွာသူတယောက်တော့မဟုတ်ပါဘူးဘွားမေစင်ရဲ့ခင်မွန်ဖြစ်သူဘိုးတာမောင်နဲ့ညီမသာတောက်ထွန်းရွာမှာလာရောက်နေထိုင်ခြင်းဖြစ်ပါတယ်အခုမှတော့တောက်ထွန်းရွာသားဘိုးတာမောင်လဲစုံပါသွားရှာပြီလေကြံရစ်တဲ့ဘွားမေစင်က သမီးဖြစ်သူအပြူကြီးတော်ဝင်နဲ့သာအတူတူနေထိုင်ပါတယ်ကြံတဲ့သားသမီးတွေကတော့အိမ်နောက်ကိုစည်းနဲ့အိမ်ခွဲပြီးနေကြတယ်လေ တနေ့မှာတော့ဘွားမိတ်စိန်ဘွားမိတ်စိန်ရှိလားဗျ။ဟေးဘသူတို့အမေရှိတယ်ဟဲ့ဝိုင်းနဲ့ဝင်ခဲ့ကြ။ဒေါ်ဝင်းကဝိုင်းဝါကနေအော်ခေါ်နေတဲ့ရွာသားတွေကိုအတန်ကြည်ကြည်နဲ့အော်ပြောလိုက်တယ်။ဝိုင်းတဲဝင်လာတဲ့ရွာသားတွေကတော့ဟောမအောင်တို့ဘယ်နဲ့အလို့တကြီးဖြစ်နေကြတာတော့မအောင်ဆိုတဲ့ရွာသားနဲ့ဘေးမှာအဖော်ရွာသားနှစ်ယောက်ပါလာတယ်လေ အဲ့ဒီသုံးယောက်ကမျက်နာမှာချွေးသီးချွေးပေါက်တွေကျနေရပေါ့။ဘွားမေစိန်ကိုလာခေါ်တာပါဗျ။ရွာလေက မောင်တိုးလေတရေဝင်ပူးနေလို့ဗျ။ဟဲတရေပူးတယ်။ဟုတ်တယ်ဗျ။အဲ့ဒါကြောင့်အဲ့ကိစ္စတွေမှာနားလေတဲ့ဘွားမေစိန်ကို လူကြီးတွေကခေါ်ခိုင်းလိုက်တာ။အေးအေးအေးခဏပါဟဲ့။အမေကအစွန်းကမှဝိပြုနေတာ။ဒေါ်ဝင်းကအိမ်တွင်းမှာရှိတဲ့ဖျားကန်းကိုကြည့်ရင်းပြောလိုက်တယ်။ ခဏကြာတော့ဘွားမေစင်က သူ့ရဲ့တောင်းဝီကြီးကိုတထောက်တောက်နဲ့ထောက်ပြီးတော့ရောက်လာခဲ့တယ်။ကဲမောင်အောင်တို့သွားကြစို့။ဗျာဟင်ဘွားမေစင်ရဲ့စကားကြောင့်မောင်အောင်တို့သုံးယောက်နဲ့တမီးဖြစ်သူ အပြူကြီးဒေါ်ဝင်းတို့အံ့ဩသွားကြတယ်လေ။ဒါပေမဲ့ဘွားမေစင်ကဆက်ပြီးတော့ကဲသွားကြပါမယ်ဆိုဟဲ့။ဟိုမှာအပူးခံနေရတဲ့လူလဲပြင်မနေရောပေါ့။ဟုတ်ဟုတ်ကဲ့ဘွား။ အဲ့လိုနဲ့ဘသူမှဆက်ပြီးတော့မအံ့ဩကြတော့ဘူး။ဘွားမေစင်ကတောင်ဝီးကိုထောက်ပြီးထွက်လာရာ ရွာလေကိုမအောင်လို့တောင်းရောက်နဲ့လိုက်ပါလာခဲ့တယ်။ဘွားမေစင်ကတော်ရုံအချိန်မှာသူ့ရဲ့တောင်ဝီးကိုအာမတုံးတက်ဘူးလေ။အခုလိုအချိန်မှာသာ သူ့ရဲ့တောင်ဝီးကြီးကိုအသုံးပြုတတ်တာ။ဘွားမေစင်ရဲ့တောင်ဝီးလက်ကင်က မွေဥကောင်းရုပ်ထုကြီးထုလုပ်ထားတယ်လေ။ ဲ့ဒီတောင်ဝဲကိုဘွားမင်စိန်ကလွဲပြီးဘွားမင်စိန်ရဲ့သားသမီးတွေလည်းဘသူမှမကန့်ရဲကြဘူးအဲ့ဒီလူနဲ့ဘွားမင်စိန်တို့ရွာလေပိုင်းကိုရောက်လာကြတယ်ဘွားမင်စိန်တို့ရောက်လာတဲ့အချိန်မှာရွာကကလေးလူကြီးအတော်ပြီးစုံလင်နေကြပြီလေဘွားမင်စိန်ရောက်ပြီးဟဲ့ကလေးတွေနောက်ဆုတ်ကြစမ်းလူကြီးတချို့ကအတန်ပြူလိုက်တယ်တရေပူးခံထားရတယ်ဆိုတဲ့မောင်တူကသူ့ရဲ့အိမ်ရှိဘန်နာပင်အောက်မှာတမနစ်ခွေ ပြီးတော့ထိုင်နေတယ်လေ မျိုးလုံးပြူမျက်စံပြူနဲ့ထိုင်နေပြီးသူ့ရဲ့ခလန့်လန့်မှဝိုင်းအောင်နေကြတဲ့လူတွေကိုကြည့်ပြီးအတန့်ကျဲကျဲနဲ့အဆက်မပြတ်ဟားတိုက်ရနေတယ်။မောင်တူရဲ့ရှေ့မှာအပွားစဉ်ရောက်လာတဲ့အချိန်မှာတော့ဘသူလဲဟိငါသားစီမှာပူကက်နေတာကအဲ့ဒီလူလဲပြောလိုက်ရောတရေပူးခံထားရတယ်ဆိုတဲ့မောင်တူကသူ့ရဲ့အိမ်ရှိဘန်နာပင်အောက်မှာမျိုးလုံးပြူမျက်စံပြူနဲ့ဆက်ပြီးတော့ကြည့်နေတာပေါ့။နီရဲနေတဲ့မျိုးလုံးနေနဲ့စိုက်ကြည့်ပြီး ကျဲလောင်နေတဲ့အတန်နဲ့ကြီးနဲ့အဖွားကြီးကို့နေရာကို့နေငါ့ကိုအစာကျွေးကြစမ်းမဟုတ်ရင်ဒင်းသိပ်ပြီးသားမှတ်ဘွားမဲစင်ကိုပြောလိုက်တယ်ဘွားမဲစင်ကတော့သူ့ရဲ့ဒုက္ကောက်ကြီးကိုမြဲမြဲစုပ်ကန်ရင်းနဲ့နင်ဘာကြောင့်ပူကက်နေရလဲငမိုးကြီးဘာဘွားမဲစင်ကပူကက်နေတဲ့တရေရဲ့အမိကိုခေါ်လိုက်တော့မောင်တိုးအဖြစ်တလဲငမိုးကြီးစီမအံ့ဩတန်ထွက်လာခဲ့တယ်လေဒါပေမဲ့ ဒီကောင်ငါနေရာမှာအပေါ့လာစွန့်သွားတယ်။အဲ့အတွက်ဒင်းတို့ကြွေးတယ်။ထမင်းဟင်းငါစားရမှကျင်နေမယ်။မဟုတ်ရင်တော့ဒီကောင်အသေးပဲဟောဒီမှာကြည့်။အမလီအော်တည်တော့မှာပဲ။မောင်တိုးရဲ့ကိုမပူကတ်နေတယ်။တရေငမိုးကြီးကမောင်တိုးရဲ့ခေါင်းကိုမြေကြီးနဲ့ခက်ကြမ်းကြမ်းရိုက်ချလိုက်တော့အားလုံးကအလန့်တကြားနဲ့အော်ဟစ်ကုန်ကြတယ်လေ။တားတဲ့သူကတားနဲ့အတန်တရာလည်းစူညံသွားခဲ့တာပေါ့။ မောင်တူရဲ့ကောင်းမှလည်းသူ့ရီကတလဟောစီးကြလို့နေခဲ့တယ်။ရက်လိုက်စံဘွားမေစင်က သူ့ရဲ့တောင်ဝေးကိုမောင်တူထံကိုညွှန်ကတားဆီးလိုက်တယ်။အိမ်နောက်မှာတော့မရတော့ဘူးပဲ။အေးမေစင်နဲ့ဟဲ့မေစင်က ကောင်းရင် နက်ပြီပဲရောက်ရောက်စိုးရင် ငရဲပြီပဲရောက်ရောက်ချောက်စမ်းဘွားမေစင်က ပြောလဲပြော သူ့ရဲ့တောင်ဝေးကိုမြေကြီးပေါ်ကိုစောင့်ချလိုက်တယ်။အဲ့ဒီခါမှာတော့မောင်တူထံကနေ အော်တန်ရုံးကန်တန်တွေထွက်ပေါ်လာတော့တာပေါ့။ဘွားမေစိန်နဲ့မောင်တူတို့ကိုဘေးမှာရှိတဲ့လူတွေကမျက်တောင်မခတ်တမ်းကြိရှုနေကြတယ်လေ။ထွက်မှာလားဆက်အားခံနေမှာလားပြော။မထွက်ဘူး။ဒီကောင်လည်းအသေးပဲရမယ်။ဟွန်း။ပြောလေကဲလေပါလားဟဲ့။တွေ့ကြသေးတာပေါ့မေစိန်နဲ့ဟွန်း။ဘွားမေစိန်ကသူ့ရဲ့တောင်ဝေးကိုမောင်တိုးထံကိုညွှတ်ပြီးနှုတ်ကနေဂါထာတွေရွတ်နေတယ်လေ။ဘွားမေစိန်ဂါထာရွတ်ဆိုနေတဲ့အချိန်မှာလည်း အမလီပူလိုက်တာပူလိုက်တာမောင်တို့ကကြိုးကိုကော့ပြီးတော့မြေပေါ်မှာအော်ဟစ်လူးလိုက်နေတာပေါ့ဘွားမေစိန်ကလည်းဂါထာကိုအဆက်မပြတ်ယူနေတယ်လေဘွားမေစိန်ရဲ့မျိုးလုံးတွေကလည်းမှိတ်ထားတယ်မောင်တိုးထန်တို့သူ့ရဲ့တောင်ဝေးကလည်းအဆက်မပြတ်ညှွန်ထားသေးတယ်လေအမလီကဲကြပါဦးပူလိုက်တာပူလိုက်တာကျွန်တော်တေးပါတော့မယ်ဗျာခွင့်လို့ပေးပါအဲ့လိုနဲ့အထက်ထက်တောင်းဆိုတယ် အဲ့ဒီခါမှာတော့ဘွားမေစင်က သူ့ရဲ့ဂါထာရွတ်ဆိုခြင်းကိုအဆုံးသတ်လိုက်တယ်။တောင်ဝေးကိုလည်းမြေပေါ်ပြန်ထောက်ပြီးမောင်တိုးထံသို့မျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်တယ်။မောင်တိုးကတော့လက်အုပ်ချီလျက်သားနဲ့ဘွားမေစင်ကိုဥညွတ်ထားတယ်လေ။အဲ့ဒီခါမှာဘွားမေစင်ကကဲကိုဂရီကိုတီနင့်တန်တွေနင့်ပြန်ယူသွားတော့ဟုတ်ဟုတ်ဟုတ်ကဲ့အဲ့လိုပြောရင်းနဲ့မောင်တိုးကသူ့ရဲ့ကိုစားအပေါ်ကနေအောက်သို့လက်ဖြစ်သုံးချက်တက်ချလိုက်တယ်လေ။ အဲ့လိုတက်ချပြီးမှတော့ဟဲ့ဟဲ့ထူကြအောင်ထူကြအောင်မောင်တူးကပြော့ခွေကလဲကျသွားလို့ဝိုင်းပြီးတော့ထူပေးလိုက်ကြရတယ်။ဒါပေမဲ့မောင်တူးတယောက်သတိမိမျောနေသေးပါပဲ။သတိမိမျောနေတဲ့မောင်တူးကိုဘွားမစင်ကကြည့်ရင်းနဲ့ကဲတောက်ရည်တစ်ခွက်ပေးကြစမ်းအဘွားကတောက်ရည်တဲ့ဟေးယူခဲ့ကြအောင်တောက်ရည်တစ်ခွက်အဘွားစင်ရဲ့လက်အတွင်းကိုရောက်လာချိန်မှာတော့အုံးဖျားစီတရားစီမေစင်ရဲ့စီ မောင်တူးရဲ့မျက်နှာအထက်ကိုရေများနဲ့ဖြန့်ပတ်လိုက်တယ်လေအဲ့ဒီခါမှာတော့ဟာတတိယပြီ မောင်တူးတတိယပြီဟာတတိဝင်လာလာခြင်းဘသူကမှတတိမရပါဘူးသူ့ကိုဝိုင်းအောင်ကြည်နေတဲ့လူအုပ်ကြီးကိုငေးနေမိတယ်အဲ့ဒီခါမှာမောင်တူးအမေဒေါ်တာကဟဲ့တာနင့်ကိုတရေဝင်ပူးနေတာဟဲ့ဘွားမေစေုံကတော့ဘွားမေစေုံကတော့အဘွားလေနင့်ကိုကဲတာကတော့ကတော့တားလေးအဘွားကိုကတော့လိုက်အဲ့လိုပြောလိုက်တော့မောင်တူးကလည်းပြပြတလဲနဲ့ဘွားမေစေုံကိုကတော့လိုက်တယ်လေ ကတော့နေတဲ့မောင်တူးကိုဘွားမယ်စိန်ကအင်းနောက်ကိုအပေါ့အလေးသွားရင်ခွင့်တောင်းပြီးမှသွားနှက်ရှိလို့ပဲဖြစ်ဖြစ်ပရလောကသားရှိလို့ပဲဖြစ်ဖြစ်တခုခုဆိုရင်အခုလိုမျိုးခံရမှာအဲ့တော့အပေါ်အလေးသွားရင်ခွင့်တောင်းကြဟေးဟုတ်ကဲ့ပါဘွားကျုပ်ကကျုပ်ကိုလေးကဲ့စေပြီးခဲ့တဲ့အဘွားကိုအရင်ကျေးဇူးတင်နေဗျာဘွားပြောတဲ့အတိုင်းပါပဲကျုပ်လိုက်နာမှာပါဘွားရယ်စိတ်ချပါဗျာ အေးပါကွယ်ကျမပါစီချမ်းသာပါစီဟဲ့မိတာညီတာအပေါ့ဆွန့်ခဲ့တဲ့နေရာမှာထမင်းဟင်းသွားချပေးလိုက်အောင်ချပေးရင်ငမိုးကြီးကိုကြွေးပါတယ်စားပါတော့ပါလို့ပြောကြားလားဟုတ်ဟုတ်ကဲ့ဘွာမောင်တူကိုပြောနေရင်းနဲ့မောင်တူအမိထံကိုစကားရောက်ခါတရေငမိုးကြီးကိုအစာကျွေးစီတယ်လေအေးအေးငါလဲမောင်တူကိုကယ်ဖို့သာလှုပ်ပေးရတယ်သူလဲခံလိုက်ရတာမနေပါဘူး အေးကြွေးလိုက်ကြကြွေးလိုက်ကြကဲငါပြန်တော့မယ်အဲ့လိုပြောရင်းနဲ့လူအုပ်ကြားမှတရွေ့ရွေ့သွားရင်သူ့ရဲ့အိမ်စီကိုပြန်သွားပါတော့တယ်ဘွားမယ်စိန်ပြန်သွားတော့ရွာသူရွာသားတွေကမောင်တိုးနားရောက်ကပ်ပြီးတော့ဝိုင်းအောင်လာကြတယ်လေတရေငမိုးကြီးလက်ချက်ကြောင့်ခေါင်းမှာသွေးတွေ၆လူလူနီးဖြစ်နေတဲ့တန်ရာကိုဝိုင်းကြည့်နေကြတာပေါ့ဟာသွေးရောင်၆သွားပြီတန်ရာလည်းမရှိပါလားအေးအစောက နင့်တန်နင့်ပြန်ယူလို့ဘွားမစင်ပြောတယ်မို့လားအဲ့ဒါကြောင့်တရားမရှိတော့တာဖြစ်မယ်ဟုတ်မယ်တော့ဘွားမစင်ကတော်တော်စွမ်းတာပဲနော်စွမ်းဆိုဘွားကဖះတရားသမားကိုအေးဖះတရားသမားကိုဘယ်တရေကပြန်ရဲမှလဲအော်အဲ့လိုလားရွာသူရွာသားတွေထက်မှအတန်များစုညံနေပေမဲ့လေဘွားမစင်ကတချမ်းမြလှိမ့်မကြည့်ပဲသူ့ရဲ့လမ်းကိုသာသူဆက်လျှောက်သွားပါတော့တယ် ဒီဇလန်းလေးကိုအစအဆုံးနားဆင်ပြီးခဲ့တဲ့ဒူးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ပါတယ်ရှင်။ဒီ channel လေးကနေအခုလိုမျိုးပြရလောကဇလန်းကောင်းတွေကိုရွေးချယ်ပြီးအစအဆုံးတင်ဆက်ပေးမှဖြစ်လို့စောင့်မျှော်နားဆင်ပြီးကြပါအောင်နော်။